နော်။โอเคနောက်တယောက်ပေါ်လာပြန်ပြီ။နောက်တယောက်။ဟာကိုဇော်ဖုံးဟိန်းနဲ့။ဟာသူဆိုရင်လည်းတက်ထဲမှာနေခဲ့တာ၊သူဖေကလည်းတက်ထဲမှာသူတောင်းနေတာ။ဟုတ်လား။အခုဟိုလူရုံမှာမင်းအောင်လည်းအများကြီးအလေးပြုအလေးပြုကနေရောမှာကဲကဲသူတို့တွေကဲလောက်ခဲ့အမြင့်ဖြစ်ခဲ့ပြီးတော့သူတို့ဟိုဘက်ကသူတို့ဒီစစ်ဖို့ရုပ်တရဟုတ်လားအချင်းနေဟုတ်လားခိုးခိုးနေတာတွေအလုံးမဖြစ်တာတွေဝေဝံပြောဆို ထောက်ပြတဲ့အခါကျတော့ ကိုစော်ဘုံကြီးကိုလည်းဖမ်းပြီးတော့အခုဘာဖြစ်လဲထောင်ထဲကိုထည့်တာပဲအဲ့တော့ဒီမဘာတာတွေကသူတို့ကသူတို့တိုင်းပြည်ကိုချစ်တယ်ဟုတ်လားသူတို့ရဲ့လူမျိုးကိုလည်းသူတို့ချစ်တယ်အမျိုးဘာသာသာသနာသူတို့ရဲ့ဟုတ်လားလူမျိုးသူတို့ရဲ့ဘာသာသူတို့ရဲ့သာသနာကိုနော်ဒီတဲ့ပို့ပြီးတော့ ကောင်းစားစေခြင်းနဲ့အမြင့်ကိုရောက်စေခြင်းနဲ့ထွန်းကားစေခြင်းနဲ့ကကကွယ်ခြင်းနဲ့အဲ့လိုကကွယ်အဲ့လိုအဲ့ဒီဟာတွေကိုလုပ်တဲ့အခါမှာသူတို့မြင်တဲ့အမြင်ကဒီနေ့စစ်တပ်ကဟုတ်လားအမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးဒုတာဝန်အရေးသုံးပါးကိုအမြဲတမ်းဥထိပ်ပန်တယ်လို့သူတို့ကမြင်ပြီးတော့ယုံကြည်နေတာဒါအိမ်ကလက်တွေ့အခြေအနေမှာတိုင်းပြည်ရဲ့အမျိုးသားရေးကို ရှေ့ဆုံးကတစ္ဆာဖောက်တာကဒီစစ်တပ် စစ်တပ်လိုပဲခြုံပြောလိုက်တော့မယ်ဗျာနော်ဒီခေတ်ဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ကောင်းဆောင်တွေဟုတ်လားအမျိုးသားကြီးကိုတစ္ဆာဖောက်တာအဲ့တော့ဒေါ်တာဝင်အရေးသုံးပါးကိုတစ္ဆာဖောက်တာလေဒီခေတ်ဆက်ဆက်ကအလုံးမဖြစ်ခဲ့တဲ့ဒီစစ်ကောင်းဆောင်တွေပဲနော်အဲ့ဒါကြောင့်မလို့ဒီကိုတိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ကိုလူမျိုးကိုကောင်းစားစေခြင်းတဲ့ဒီမဘာသားတွေဟာ ဒီစစ်ဘုတ်ရုပ်တွေကိုချောခံရတော့မယ်စစ်ဘုတ်ရုပ်တွေကိုလမ်းခွဲရတော့မယ်ထားခဲ့ရတော့မယ်ခနာတို့ရဲ့ဒီအမျိုးဘာသာတာသနာဆိုတဲ့လှုပ်ရှားမှုတွေကို နီလန်းပုံစံတစ်မျိုးနဲ့ပြောင်းပြီးတော့လှုပ်ဖို့အတွက်ကိုကျွန်တော်တို့တွေစဉ်းစားကြတော့မယ်လှုပ်ကြကျွန်တော်တို့ရဲ့အမျိုးဘာသာတာသနာပဲเนาะဒါပေမဲ့ကျွန်တော်ရဲ့အမျိုးဘာသာတာသနာက အခြားတွေရဲ့အမျိုးဘာသာသာသနာနဲ့ဟို တူချင်မတူမနစ်သူမြန်မာပြည်မှာအခုလိုင်းပေါ်မှာတက်ပြီးတော့အော်နေကြတဲ့လူတွေပြောနေကြတဲ့လူတွေရဲ့အမျိုးဘာသာသာသနာနဲ့ကျွန်တော်ရဲ့အမျိုးဘာသာသာသနာနဲ့မတူဘူးเนาะအဲ့တော့မမသားတွေအနေနဲ့ကဒီ KSS အလုံးမဖြစ်ခဲ့တဲ့နော်အမျိုးသားရေးကို ထိတ်ဆုံးကနံပါတ်1တစ္ဆာဖောက်နေတဲ့ဟုတ်လားတို့တာဝန်အရေးသုံးပါးကို ထိတ်ဆုံးကတစ္ဆာဖောက်နေတဲ့ ဒီ KSS အလုံးမဖြစ်ခဲ့တဲ့စစ်ဘုရုပ်တွေကိုချောကိုင်းလမ်းခွဲပြီးတော့ကျွန်တော်တို့နီလန်တစ်ရှာရောမယ်နော်အဲ့ဒီနီလန်တစ်ကဘာလဲကျွန်တော်ပြောပြမယ်နော်အခုဗျာဟုတ်လားပထမဆုံးအဖမ်းခံရတာကဒီအမျိုးသားရေးသမားတွေမှာဆိုလို့ရှိရင်ကိုရွှေမျိုးဝင်းနော်အာကိုရွှေမျိုးဝင်းအဖမ်းခံရတယ်အာသူကလည်းအမျိုးသားရေးတပ်မတော်ထောက်ခံတဲ့နေသူဝင်းရံပြီးတော့သူ ပြောတယ်လှုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲ ဒီသူတို့ရဲ့စစ်တပ်မှာရှိတဲ့ဟုတ်လားလူတွေရဲ့အကျိုးစီးပွားတွေကိုကျိုးစီးပွားတွေကိုထိခိုက်တဲ့အခါမှာသူ့ရဲ့အပြောဆိုတွေကထိခိုက်တဲ့အခါမှာ သူ့ကိုဖမ်းတယ်ဟုတ်တယ်ဗလားသူ့ကိုဖမ်းပြီးတော့ထောင်ထဲထည့်တယ်ဟာသူပြီးရဲ့အခါကျတော့ကိုရာစာဟုတ်လားအကိုရာစာလည်းဒီတိုင်းပဲနော်ကိုရာစာတို့ဆိုဘလောက်တတိရှိလဲဟမ်ဘလောက်တတိရှိလဲပြည်ရင်းထဲမှာဟာနေတယ်နော်ဟိုဘက်ကရန်ကုန်လဲ ဂယုမဆိုင်ဘူးမကြောက်ဘူးဒီဘက်ကရံလဲဂယုမဆိုင်ပဲမကြောက်ဖဲနဲ့ဟုတ်လား तू 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 ရဲ့အမြင်မှာယုံကြည်လို့ဟုတ်လား तू ယုံကြည်ခဲ့တဲ့ဒီတက်ကို तू ပြင်းပြင်း तू ထောက်ခံတယ်ထောက်ခံတယ်ဆိုရဆိုတဲ့နေရာမှာလဲမှန်ကန်တဲ့နီလန်းနဲ့ तू ထောက်ခံတယ်ဟုတ်လားအဲ့လိုမှန်ကန်တဲ့နီလန်းနဲ့ထောက်ခံတဲ့အခါကျတော့ဘာဖြစ်လဲကိုရသာကိုဖမ်းပြီးတော့ထောင်ထဲထည့်တယ်နော်။အိုကေနောက်တစ်ယောက်ပေါ်လာပြန်ပြီ။နောက်တစ်ယောက်။အာကိုစောဖုံးဟိန်းနဲ့ ဟာ तू ဆိုရင်လည်းတက်ထဲမှာနေခဲ့တာ तू ဖေကလည်းတက်ထဲမှာ तू ပြောနေတာဟုတ်လားအခုဟိုလူရုံမှာမင်းအောင်လည်းအမြဲတမ်းအလေးပြုအလေးပြုနေတယ်ငယ်တော့ကဲကဲသူတို့တွေကဲလောက်ခဲ့အမြဲဖြစ်ခဲ့ပြီးတော့သူတို့ဟိုဘက်ကသူတို့ဒီစစ်ဖို့ရုပ်တွေရဲ့ဟုတ်လားအကျင့်နေဟုတ်လားအခုခိုးနေတာတွေအလုံးမဖြစ်တာတွေကိုဝေဝံပြောဆိုထောက်ပြတဲ့အခါကျတော့ဦးစော်ဘုန်းကြီးကိုလည်းဖမ်းပြီးတော့အခုဘာဖြစ်လဲဖောင်ထဲကို ထဲ့တာပဲနော်အဲ့တော့ကဲသူတို့တုံးကတော့ကပီးဦးငါမင်းစွေနော်ဦးငါမင်းစွေဆိုပြီးပြန်ကြရေးတာနာပြန်ကြန်ဝင်ဒီစိတ်တဲ့စစ်စီဦးကျော်စန်းတို့ပါဟုတ်ရှင်ဟုတ်လားတင်းနှံပေးတက်ခဲဟုတ်လားတကယ်နိုင်ငံရဲ့ဒီသတင်းစာတွေပါတွေမှာလဲစာတွေပါတွေရဲတဲ့လူတွေလीဗျာဟုတ်ရဗလားကဲဒီလူတွေလည်းတက်ကိုလုံးဝတခါလဲထောက်ခံပြီးတော့ဒီတက်ကြီးကိုတည့်ရဗလားနဲ့ရက်တီပြီးတော့ဒီအမျိုးသားရေးတိုင်းပြည်ကောင်းစားရေးအတွက်လုပ်တယ်ဒါပေမဲ့မှန်ကန်တဲ့နီးနေ တက်ကိုဝင်းရံထောက်ခံတဲ့အခါကျတော့ဘာဖြစ်လဲအဖမ်းခံရတဲ့ထောင်ထဲမှာအခုနော်ကဲဟိုဦးရထွတ်တို့နော်တတတို့စစ်တပ်တွေကကိုယ်တိုင်ပဲဟလာအဖမ်းခံရတဲ့ထောင်ထဲမှာဟာဟိုမှာမှုစော်တို့ကိုစော်ဦးစော်ကိုစော်သေးတို့တေးွားတယ်နောက်ဆုံးအသေးလာခံွားတယ်နော်အဲ့တော့အခုလက်ရှိမြန်မာ နိုင်ငံမှာရှိနေတဲ့ အမျိုးသားရေးလို့ပြောနေတယ်ငါတို့ကတော့တိုင်းပြည်ကိုချစ်တယ်ဟုတ်လားငါတို့ကတော့အမျိုးဘာသာတာသနာပါဆိုတဲ့လူတွေရောခင်ဗျားတို့စိတ်ထဲမှာဒီစစ်တပ်ကြီးကို100%ကြိုက်နေလားမကြိုက်ဘူးဟုတ်လား90 90ပဲနော်ကျွန်တော်ကျွန်တော်နဲ့ဖြတ်တန်းခဲ့တဲ့လူတွေပြောတော့တွေးခဲ့တဲ့လူတွေပြောခဲ့တဲ့စကားတွေရဆိုလို့ရှိရင်ခင်ဗျားတို့တက်ကြီးကိုမကြိုက်ဘူးငါတို့ဒီစစ်တက်ကြီးကိုတို့မကြိုက်ဘူးဒါပေမဲ့မကြိုက်ပေမဲ့တို့မှန်ကန်တဲ့နီးလန်းနဲ့ သူတို့ရဲ့ဒီအမျိုးသားရေးသူတို့ယုံကြည်တဲ့အမျိုးဘာသာတာသနာအလုပ်တွေကိုသူတို့လွတ်လွတ်လပ်လပ်သူတို့စိတ်ထဲမှာရှိရင်ရှိတယ်လို့လှုပ်လို့ရလားဆိုတဲ့အခါကျတော့လှုပ်လို့မရဘူးသူတို့လှုပ်လို့ရှိလို့ရှိရင်သူတို့ဖမ်းပြီးတော့ထောင်ထဲထည့်မယ်ဆိုတော့သူတို့တိနေတယ်တိနေတဲ့အတွက်ကြောင့်မလို့အများရဲ့အမြင်မှာသူတို့တွေကဘာဖြစ်လဲစစ်တပ်ကိုစန့်ကျင်တဲ့စကားအမေရောင်းလိုင်းတို့အုပ်စုကိုစန့်ကျင်တဲ့စကား အမှန်တရားကိုဖော်ထုတ်တဲ့ဇာတ်တွေလိုအပ်ချက်တွေကိုဝေဖန်ထောက်ပြတဲ့ဇာတ်တွေကိုသူတို့မပြောရဘူးအဲ့တော့သူတို့လုံနိုင်တာလုံရတာတခုပဲရှိတယ်အဲ့သူတို့လုံလို့ရတဲ့လုံနိုင်တဲ့လူတွေကိုသူတို့ပြက်တနာရှာပြက်တနာရှာတဲ့နေရာကိုသူတို့ရောက်သွားတယ်ဟုတ်လားဒီဒီဒီစစ်ဘုံရုပ်တွေကိုဖားရတဲ့အပြောဆိုတွေဟုတ်လားအပြုမူတွေဘက်ကိုရောက်သွားတယ်ရောက်သွားတဲ့အခါမှာသူတို့ရဲ့ဒီမဘာသာနဲ့မဘာသာရဲ့လှုပ်ရှားမှုကနေအယုတ်ဆိုးအကြီးတန်းသွားတယ် နော်အဲ့တော့လက်ရှိအခြေအနေမှာကြည်ကြည်နော်ကျွန်တော်ခုနပြောခဲ့ပြီအဲ့တော့ဒီလူတွေဒီမမသားဆိုတဲ့ပြည်ရင်းရလူတွေနော်ကျွန်တော်လည်းရောက်ခဲ့ကြုံခဲ့တယ်ခင်ဗျားတို့စစ်တပ်ကလည်းခင်ဗျားတို့တိတိပပလည်းကာဝယ်ပေးတာလည်းမဟုတ်ဘူးထောက်ခံပေးတာလည်းမဟုတ်ဘူးကျွန်တော်ပြောခဲ့ပြီးအရင်လိုက်တရားလည်းအတုံးချနေတာပဲရှိတယ်အဲ့တို့တွေမှာဟိုစားရတဲ့လူတယောက်နဲ့ယောက်သုံးလေးယောက်တော့ရှိမှာပေါ့ဗျာအမာခံတော့ဒါပေမဲ့အများစုကဘာဖြစ်လဲကျဲဦးလေးတကတ်ဟုတ်လားနှုတ်စီလေးတပူးဟမ်ဆန်လေးဟို ဟို၄၅၆ပြည်အဲ့ဒါကော်ဖီကော်ဖီမစ်လေးဟိုနည်းလေးတစ်ခုနားတော့ပေးလိုက်ရင်ပဲဟိုနည်းပြစ်လိုက်ရင်ပဲဝမ်းတာနေရတယ်ကျေးဇူးတင်နေရတယ်အနေအထားမျိုးရင်လည်းကျွန်တော်တို့စစ်တပ်ထောက်ခံပွဲတွေထွက်ပြီးတော့လုပ်ကြတယ်ဟုတ်လားဟာငါတို့ကတော့တမရောကအမျိုးသားယူဘလောက်ဆိုပြောကြတယ်အဲ့အဲ့လိုဘာကြောင့်ပြောကြလဲတချို့ကတော့သူတို့ရဲ့စစ်တပ်တွေကဟုတ်လားမိသားစုတွေမိန်းမတွေယောက်ျားတွေတာဝန်ရှိတဲ့လူတွေရှိလို့တချို့ကလည်းသူတို့ဝင်သူ သူတို့အမြင်နဲ့သူတို့ယုံကြည်လို့လုပ်နေတဲ့လူတွေရှိတယ်။တချို့တွေကလည်းမယုံကြည်ဘဲနဲ့ကြောက်ပြီးတော့လုပ်နေရတဲ့လူတွေရှိတယ်အများကြီးပဲနော်အများကြီးပဲအဲ့တော့အခုကိုယ်တိုင်လည်းပြောနေကြပါတယ်ငါတို့ထောင်ထဲရောက်သွားရင်ဘာမှပြောလို့မရတော့ဘူးဒါကြောင့်ငါတို့ထောင်မကြောက်အောင်လဲကြည့်ပြီးတော့ပြောရတယ်ဆိုတော့ဒါသူတို့ခုသူတို့သူတို့တွေပဲပြောနေကြတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ရဲ့ဆိုလိုရင်းကခင်ဗျားတို့ရဲ့ဒီမဘာသာ အမျိုးသားရေလှုပ်ရှားမှုတွေဆိုတာကအရင်ချုပ်လိုက်လို့ရှိလို့ရှိရင်ဟုတ်လား အာနာရှင်တွေအုပ်ချုပ်တဲ့စနစ်မှာအာနာရှင်တွေရဲ့တိုင်းပြည်မှာဘရောမလှုပ်လို့မရဘရောမလှုပ်လို့မရနော်ဘာကြောင့်မလို့လဲဆိုတော့ဒီအမျိုးဘာသာတာသနာတိုင်းပြည်တစ်ခုကောင်းစားဖို့လူမျိုးတစ်ခုကောင်းစားဖို့လုပ်တယ်ဆိုတဲ့ဟာအမှန်တရားနဲ့ဒီဓမ္မကိုရှင်းလင်းတင်ပြီးတော့ လောက်ရနေဗျာဟုတ်လား principle ထားပြီးတော့လောက်ကြရတယ်ဆိုတဲ့အခါကျတော့ဒီ case ဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ဘုတ်ရုပ်တွေရဲ့အကျင့်ပြတ်ခြားစားမှုခိုးဝှက်ဆိုးသွမ်းမှုတွေနဲ့ကိုကျိုးရှာမှုတွေကိုခင်ဗျားတို့တွေဒါတွေကိုတိုက်ခိုက်ရတော့မယ်ရှင်းထုတ်ရတော့မယ်ပေါ်ထုတ်ရတော့မယ်လောက်ရတော့မယ်သူတို့နဲ့ခင်ဗျားတို့နဲ့ထိုက်တိုက်ပြစ်တော့မယ်ထိုက်တိုက်ပြစ်တဲ့အခါမှာအာနာရှင်တွေကဘာလုပ်လဲသူတို့လက်ထဲမှာတနက်တွေရှိတယ်ထောင်တွေရှိတယ်ဟုတ်တယ်ဗလားခင်ဗျားတို့တနက်တွေထောင်တွေနဲ့ပြီးနေနှိတ်ကွထားတယ်အဲ့လိုပြီးနေနှိတ်ကွထားရတဲ့ကြောင့်ဒီနေ့ တင်းထဲမှာရှိတဲ့မဘာသားတွေဟာသူတို့လောက်ကိုသူတို့မလုံနိုင်တော့ဘဲနဲ့မလုံရတော့ဘဲနဲ့လူအများအမြင်မှာမျက်စိစကမွေးစူးစီရအမိုက်တရိုက်တွေဖြစ်လာ။ဘာကြောင့်လဲ?သူတို့ကသူတို့နိုင်တဲ့လူတွေပဲလိုက်လို့တော့လေ။နောက်ကြနောက်ဆုံးကြတော့ဟုတ်တယ်မလား?အဲ့တော့အများအမြင်မှာဟိုမျက်စိစကမွေးစူးစီရအမိုက်တရိုက်တွေအာဖြစ်လာပြီးတော့ဒီဒီဒီအချင်းပြချစားနေတဲ့နော်ဟိုစောက်ပြတ်တတ်နေတဲ့ဒီစက်တက်ကြီးကိုထောက်ခံနေတဲ့ စစ်ခွေးတွေဖြစ်မြင်လာကြတယ်ပြည်သူလူထုကသဘောပြပြရနော်တကယ်ပဲအဲ့တော့အစိုးမက်ကိုရောက်သွားတာဟောဗျာနော်အဲ့တော့ကျွန်တော်တို့ကမှန်ကန်တဲ့အမျိုးဘာသာသာသနာမဘာသာအရေးတွေကိုကျွန်တော်တို့လှုပ်ချင်တယ်ဆိုလို့ရှိလို့ရှိရင်နံပါတ်1နော်ဒီ case ဆက်အလုံးမဖြစ်ခဲ့တဲ့စစ်ကောင်းဆောင်တွေအုပ်ချုပ်နေတဲ့ဒီစစ်တပ်ကြီးကိုခင်ဗျားတို့ခြံထားခဲ့ရတော့မယ်လမ်းခွဲရတော့မယ်ကိုယ့်အနေကိုလှုပ်ဖို့လှုပ်ရတော့မယ်နော်အဲ့တော့ကျွန်တော်ဥပမာပေးကြည့်မယ်ဗျာနော် အာနာရှင်စနစ်မှာကျွန်တော်ပြောခဲ့ပြီးသွားရင်တော့အာနာရှင်တွေအောက်မှာခနာတို့လုံလို့မရလုံလို့ရတဲ့ဟာရှိတယ်နေရာရှိတယ်စနစ်ရှိတယ်အဲ့ဒါ liberal နိုင်ငံရေးစနစ်ပဲ democracy ပဲနော် liberal နိုင်ငံရေးစနစ်ပဲ democracy ပဲအဲ့တော့ခနာတို့ဒီ2010အနေ2020ဒီခနာတို့ကြည့်ကြည့်လေမြန်မာနိုင်ငံမှာဟုတ်လားဟိုဘက်ဒီဘက်မတူညီတဲ့အမြင်ယုံကြည်မှုဟုတ်လား ဟို360 degree ပေါ့ဗျာเนาะ360 degree မှာ ပါဝင်နေတဲ့အစုအဖွဲ့တွေအကုန်လုံးเนาะ3 media ဆိုလဲ3 media တက်ကြွလှောက်ရှားသူဆိုလဲတက်ကြွလှောက်ရှားသူဟုတ်လား civil society ဆိုလဲ civil society နော်နိုင်ငံရေးပါတီတွေဆိုလဲနိုင်ငံရေးပါတီနိုင်ငံရေးသမားတွေဆိုလဲနိုင်ငံရေးသမားအကုန်လုံးကလွတ်လွတ်လပ်လပ်နဲ့နော်အခုမှဒီမိုကရေစီကိုတွားတာအဖမ်းခံရတာတော့ရှိမှာပေါ့ဗျာနော်လွတ်လွတ်လပ်လပ်နဲ့ဘာဖြစ်လဲမကြောက်မရွံ့မဲနဲ့ ျွန်တော်တွေလောက်နိုင်ခဲ့ကြတယ်လောက်ခဲ့ကြတယ်နော်အဲ့တော့ဒါတွေကို အခွင့်ကောင်းဒီလောက်ခဲ့ကြတယ်ဟောဗျာဒီစနစ်ကိုထားခဲ့ပြီကျွန်တော်နည်းနည်းဒီသူ့ရင်ပြောင်းလဲဒီမလုတ်တဲ့မလုတ်ခင်ကကာလာလေးကိုကျွန်တော်တို့ပြန်သွားကြည့်အောင်နော်အဲ့တော့အဲ့ဒီကာလာမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းကြီးမှာဒီစစ်တပ်ကစစ်ကောင်းဆောင်တွေကသူတို့ကကြောယုံမဲ့တရဝါတွေလေးဗျာသူတို့မှာသူတို့ကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတော့ကသူတို့အာဏာတည်မြဲဖို့နဲ့သူတို့ကိုကြိုးစည်းဝါအတွက်ကိုပဲသူ ကပဲသူတို့ရဲ့ကြောယူကျွန်တော်တို့တိုင်းပြည်ကောင်းစားဖို့အတွက်ဟုတ်လားလူမျိုးကောင်းစားဖို့အတွက်ရှိကိုရှိရမယ်နိုင်ငံရေးကြောယူစီဝါရေးကြောယူဟုတ်လားအတကယ်မှန်ကန်တဲ့အမျိုးသားရေးကြောယူသူတို့စီမှာ မရှိခဲ့ဘူးနော်ဒီနှစ်20ကျော်ကာလဒီဗိုလ်တန်းရှင်တို့အုပ်ချုပ်တဲ့ကာလမှာအဲ့တော့ဒီကြောယူမဲ့တရဝါတွေကသူကကြောယူမရှိတဲ့အခါကျတော့တိုင်းပြည်မှာအင်အားကြီးတုံးခုကျွန်တော်ခဏခဏပြောရဲចောင်းသားစစ်သားဖျားသားနော် ဲ့တော့ចောင်းသားနဲ့ဖះသားနဲ့ဟာတစ်ဖက်ထဲမှာသွားဖြစ်နော်သူတို့ရဲ့စူးစီးနီနူးမှုသူတို့ရဲ့လှူရှားမှုနော်ယဟန်တန်တာရရဲ့ဟုတ်လားမိအမျိုးမျိုးစန့်ကျင်ခြင်းဟုတ်လားပုံကံခြင်းကိုဒီကြောရုံမဲ့တရဝါကြောရုံမဲ့စစ်တရဝါတွေပေါ့ဗျာကြောရုံမဲ့စစ်တရဝါတွေဟာရှင်းဆိုင်ခဲ့ရတယ်ရှင်းဆိုင်ရတယ်နော်ဒီចောင်းသားနဲ့ဖះသားနဲ့ပေါင်းပြီးတော့အဲ့တော့နှစ်ထောင်ရှင်ဝါယုံ ဟိုနေအရင်တော်လန်ရေးဟိုနေကိုပဲကြည့်ပေါ့လူလူအောင်ကြွမှုယူပဲကြည့်ပေါ့ចောင်းသားနဲ့ဘာဖြစ်လဲဖះသားနဲ့ပြီးရင် LED နဲ့နိုင်ငံရေးသမားကြီးနဲ့ဟာလာမီဒီယာတွေနဲ့အရက်ဖက်ဒီဟိုနေဘက်တွေကဒီ civil society တွေပေါင်းပြီးတော့အားလုံးဖြစ်ပေါ်လာတဲ့ဒီ2000ကိုရှေ့ဝါရောင်တော်လန်ရေးကြီးဒါကိုဒီကြောရုံးမဲ့စစ်တော်ဝါတွေကပြင်းနေသွားတဲ့အခါမှာ တို့ပြုပြင်ပြောင်းလဲလုပ်တဲ့အခါမှာတို့မှကြောရိုးရှိမှရမယ်ဆိုတာကိုသဘောပေါက်တဲ့အတွက်ကြောင့်မလို့ဟလာဥက္ကင်ပြောတဲ့စီမံချက်တွေဆိုတာအဲ့ဒါပဲနော်အဲ့တော့ပြုပြင်ပြောင်းလဲလုပ်တာနဲ့တိုင်းပြည်မှာဘာဖြစ်လဲကျွန်တော်တို့တိုင်းပြည်ကလည်းကန်ဆိုးတာလည်းပါပါတယ်ဟုတ်လားတစ်ဖက်ကဒီဘက်ဟိုဘက်ဒီမိုကရေစီအင်အားစုတွေဘက်ကိုအများနဲ့ကူညီလာခဲ့ပြီးပြောင်းလဲတဲ့အခါမှာအချိန်ကောင်မစောင့်နိုင်မဲနဲ့ဒီဘင်္ဂလီအရေးကိုတွားပြီးတော့တင်လိုက်တာ နော်တကယ်တကယ်တမ်းကျွန်တော်တို့တွေတေချာပြန်ပြီးတော့စဉ်းစားကြည့်လို့ရှိရင်နော်အာဒီဘင်္ဂလီအရေးဆိုတော့ကျွန်တော်တို့ကမဖြေရှင်းလို့မရတဲ့အရေးမဟုတ် ဖြေရှင်းရမှာနော်အဲ့တော့ဖြေရှင်းတဲ့ဆိုတဲ့အခါမှာမှန်ကန်တဲ့နီလန်းနဲ့ဖြေရှင်းနိုင်မှုတွေကျွန်တော်တို့မှာအချိန်ကာလတစ်ခုလိုတယ်အဲ့ဒီအချိန်ကာလကဘာလဲဆိုတော့ဒီမိုကရေစီနော်ဟို40ရာခိုင်နှုန်း50ရာ50ရာခိုင်နှုန်းတော့အုံမြင့်ချနိုင်တယ် တိုင်းပြည်ရဲ့စီးပွားရေးကလည်းဖွံ့ဖြိုးတိုးတက်သွားတယ်အကျွန်တော်တို့အများစုဖြစ်တဲ့တိုင်းသားလူမျိုးတွေပြည်မှန်ရှိတယ်နော်မဟာရလုံးကဖွံ့ဖြိုးစီးပွားရေးရငွေဝင်ငွေအဆင့်ကာလတစ်ခုကိုရောက်လာတဲ့အချိန်နော်လောအားတွေလိုအပ်လာတဲ့အချိန်မျိုးမှာနော်အာဒီဘင်္ဂလီကိစ္စကိုကျွန်တော်တို့ကရှင်းလို့ရှိလို့ရှင်အဆင်ပြေတယ်နော်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကလည်းကန်ဆိုးခဲ့တာပါတဲ့အခါမှာအာဒီဘင်္ဂလီကိစ္စတွေအာဘင်္ဂလီကိစ္စနောက်ဆက်တွဲမွတ်စလင် ကိစ္စတွေနော်ပေါ်လာတဲ့အာ ဲ့ဒီပေါ်လာတဲ့ဟာဒီအပေါ်မှာဒီချိုးယိုးမဲ့စစ်တရဝါတွေကအတုံးချ exploit လုပ်တာဟုတ်လားအတုံးချပြီးတော့မဘာတာအမျိုးဘာသာတာသနာရဲဆိုပြီးတော့ဗာဖြစ်လဲဇက်သွင်းပေးလိုက်တယ်နော်အဲ့တော့ဇက်သွင်းပေးလိုက်တဲ့ဆိုတဲ့အခါကျတော့ဒီအမျိုးဘာသာတာသနာတွေကဗာဖြစ်လာလဲဆိုတဲ့အခါကျတော့သူတို့ရဲ့အဓိကဥတီချက်ရင်မှန်းချက်ကအန်လေဒီကိုစန့်ကျင်ရင်းနဲ့မွတ်စလင်စန့်ကျင်ရင်း เนาะအဲ့တော့ NLD ကိုဘာကြောင့်မလို့သူတို့ကစန့်ကျင်လဲဆိုတဲ့အခါကျတော့အာဒေါန်ဆန်းစုကြည်ကနိုင်ငံသားသားကိုယူထားတယ်เนาะအမျိုးမျိုးဘာအောင်မှမွတ်စလင်ကောင်းတဲ့ဟုတ်လားဘလို့ဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားအာဒါတွေကနေပြီးတော့အာသူတို့တွေအစချီလာကြတယ်เนาะအဲ့တော့အစချီလာကြတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီနေ့ပြန်ပြီးတော့ဦးနေပေါ့ဗျာကြည့်ကြည့်အောင်เนาะပြန်ပြီးတော့ကြည့်ကြည့်အောင် NLD ပါတီသူတို့စန့်ကျင်နေတဲ့เนาะကျွန်တော်တို့ပြုပြင်ကောင်းလဲကာလာ2010နဲ့2020ကြားမှာဟုတ်လားသူတို့ သူတို့တွေစန့်ကျင်နေတယ်သူတို့ရန်သူဖြစ်ဟုတ်လားဟိုနေတတ်မှတ်ထားတယ်ဒီ NLD လို့ခေါ်တဲ့ဟုတ်လား National League for Democracy အမျိုးသား Democracy ဖွဲ့ချုပ်ဆိုတာဘလို့အဖွဲ့ချုပ်မျိုးလဲဆိုတော့မမေ့ဘူးလူတယ်နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာပါဝင်နေတဲ့လူတွေဟာတကယ့်မျိုးချစ်စိတ်ရှိပြီးတော့မှန်ကန်တဲ့အမျိုးသားရေးစိတ်ဓာတ် ရှင်းထန်တဲ့လူတွေကြီးပဲရှင်းထန်တဲ့လူတွေကြီးပဲအဲ့ဒါကိုခင်ဗျားတို့မမေးမမေးဖို့လိုတဲ့နော်လက်ဝဲမျိုးသားကြီးဝါရီတွေလက်ရမျိုးသားကြီးဝါရီတွေအဲ့ဒီအမျိုးသားကြီးဝါရီတွေက liberal နိုင်ငံရေးစနစ်တစ်ခုကိုတီထောင်ဖို့အတွက်စ조사တဲ့နိုင်ငံရေးပါတီတစ်ခုဆိုတာမမေးဖို့လိုတဲ့အန်လေဒီယာအမျိုးသားရေးသမားတွေနဲ့စုဖွဲ့ထားတဲ့ပါတီတစ်ခုဆိုတာမမေးဘူးလို့လေ နော်ကဲထားလိုက်ပါတော့အဲ့တော့အဲ့ဒီပါတီအဲ့ဒီအမျိုးသားရေးတကယ်မျိုးချစ်စိတ်တက်ရှိတဲ့မျိုးချစ်တဲ့နော်နင်းဖြစ်တဲ့ဒီပါတီကိုဟုတ်လားမွတ်စလင်လိုပါတီမျိုးဖြစ်အောင်ဟုတ်လားအော်နင်အမျိုးသားရေးမရှိတဲ့ပါတီဖြစ်အောင်ဒီပါတီရပဲဟုတ်လားဟို အတိုင်းကြီးမှာအာဏာရလာလို့ရှိရင်တိုင်းတစ်ပါးနေပြီးတော့ဝင်ရောက်အုပ်ချုပ်သွားတော့မှမွတ်စလင်တွေကလွှမ်းမိုးသွားမှဆိုတဲ့အမျိုးမျိုးတွေကိုဒီချောယုံမဲ့စစ်တရဝါတွေကဘာဖြစ်လဲ တစ်ဖက်ကအုပ်စုတေးသေးလေးကိုဇက်သွင်းလိုက်တာအဲ့တော့ဇက်သွင်းလိုက်တာရဲ့ဖြစ်နေတဲ့နိုင်ငံတကာရဲ့ geopolitics ကအခြေအနေရဲ့နော်ပေါင်းစုံလိုက်တဲ့အခါကျတော့သူတို့ရဲ့စီမံချက်ကအောင်မြင်သွားတယ်ဗျနော်သူတို့ရဲ့စီမံချက်ကအောင်မြင်သွားတယ်ဘလောက်တော့အောင်မြင်သွားလဲဆိုတော့ကျွန်တော်တို့လူမျိုးတော်မှပဲမဘာသာဖြစ်သွားတယ်ဗျာ ကဲစဉ်းစားကြည့်ပေါ့နော်တို့စီမံချက်အောင်မြင်လားမအောင်မြင်လားဆိုတော့ကျွန်တော်တို့လူမျိုးတော်မဘာသာဖြစ်သွားတယ်ကျွန်တော်တို့ကဘယ်တော့ကားမှတမရောသာမိတမရောသာဖစစ်တက်ကြီးဆိုရေးဝါရဟလာစစ်သားတွေကိုတဲ့ဗလားဟိုခြေသူရှင်အဖြစ် နော်တတ်မှတ်ထားမယ်ငငယ်တွေကဘယ်တော့ကားမှဘယ်တော့ကားမှမရှိဘူးအဲ့လိုအမြင်မျိုးအဲ့လိုခံစားချက်မျိုးဘယ်တော့မှမရှိဘူးเนาะအဲ့လိုမရှိတဲ့လူတယောက်တောင်မှပဲ မဘာသာဖြစ်သွားတယ်တွေ့ကြည့်ကြည့်ပေါ့နော်တို့ရဲ့စီမံချက်ဘလောက်အောင်မြင်လဲမအောင်မြင်လဲဆိုတော့အဲ့အဲ့တော့ကျွန်တော်တို့စက်ကြအောင်ပါနော်စက်ကြရဲဆိုတဲ့အခါကျတော့ဒီဘင်္ဂလီအရေးခင်းနေဘာတွေညာတွေဟုတ်လားဖြစ်ကြတဲ့အခါမှာ NLD ပါတီဝင်နေဟုတ်လားဒေါန်ဆန်းစုကြည်ကိုရိုင်းအားစ NLD ခေါင်းဆောင်တွေဗိုလ်ချုပ်တင်ဦးလို့လို့ပုံကုမျိုးတော့ BBC နဲ့အင်တာဗျူးတဲ့အခါမှာဟုတ်လားဗိုလ်ချုပ်တင်ဦးလို့ပေါ်ဆိုတော့ဒါရခိုင်မှာဒါသူတို့တွေဒါအောင်နော် တာဝန်ထမ်းဆောင်ခဲ့ရတယ်ဒီရဲ့အဖြစ်ပြက်စီးတယ်အဲ့တော့ရှင်းပြရဲဆိုတိုင်းပြည်ဘက်ကနေပြီးတော့ယွယွချွန်ချွန်သူတို့ရက်တိခဲ့ကြတယ်သူတို့ရဲ့ NLD ပါတီနဲ့မင်းတို့တေချာစဉ်းစားတော့မဘာသားတွေတေချာစဉ်းစားပြည်ရင်းရဲ့မဘာသားတွေပြောတာပြပမဘာသားတွေရောတေချာစဉ်းစားနော် NLD ရဲ့လူတွေဟာဒီတိုင်းပြည်မှာဒီ road တွေမရှိအားတွေ road တွေမရှိပါဘူးဟုတ်လားဒါတွေကဒီလိုနင်းမဖြစ်ပါဘူးဆို NLD ပါတီဝင်တွေ NLD ခေါင်းဆောင်တွေကနှစ်နှစ်သုံးနှစ်เนาะကြန့်ကြန့်ခိုင်ပြီးတော့ တောင်းခံထားခဲ့တယ်တောင်းခံထားခဲ့တယ်ဒါပေမဲ့နိုင်ငံရေးဆိုတာက နော်အလွန်အမတန်မှရှုပ်ထွေးတယ်နိုင်ငံရေးဆိုတာအင်အားပေါ်မှာအခြေခံပြီးတော့လောက်ကြတယ်အင်အားဆိုတာကဗာလဲအင်အားရှိဖို့တော့ကအမိခိုကင်းရမယ်လေအင်အားရှိတဲ့လူကလွတ်လပ်တဲ့လူဖြစ်ကြမယ်အမိခိုကင်းရမယ်ဒါပေမဲ့လူတိုင်းလူတိုင်းဟာဟိုဂွင်းလုံးကျွတ်ကြီးအမိခိုမကင်းကြဘူးအဲ့တော့ဒီ NLD ပါတီဆိုပို့ပြီးတော့အမိခိုမကင်းဘူး နော်အမိကိုမကင်းတဲ့အခါကျတော့ဒီပါတီကြီးကို ခေါင်းဆောင်ရတဲ့လူတွေကဟုတ်လားတားကွက်တွေကိုအမျိုးမျိုးရွှေ့ရတာနော်အဲ့တော့အဲ့ဒီရွှေ့တဲ့အချိန်ရအားနဲ့ချက်ပေါ်မှာဒီကြောရုံမဲ့စစ်တော်ဝါတွေကဘာဖြစ်လဲမွတ်စလင်မုံဒီရဲ့အန်လေဒီစန့်ကြီးဘင်္ဂလီစန့်ကြီးကိုခြေကုပ်ယူပြီးတော့တမရော်ဒီအမျိုးသားကြီးကိုဘရောမာတစ္ဆာမဖောက်တမရော်ဒီအာအမြဲတမ်းဒုတောင်ဝင်အရေးသုံးပါးကိုအမြဲတမ်းဥထိပ်ပံပါတယ်ဆိုတဲ့ အကျွေးတော်တဲ့မျိုးတွေချပေးလိုက်တယ်နော်အလူတွေကအဲ့ဒီနောက်ကိုမမသားတွေကလိုက်သွားပြီးတော့ဟလာအခုလူတွေဖြစ်ကုန်ကြတာဟလာဖြစ်ကုန်ကြရဲဆိုတဲ့အခါကျတော့တို့ဒီပြုရင်တောင်းလေးလို့ရဲစနစ်တကာလမှာတို့တွေလွတ်လပ်ခဲ့ပါတယ်လှုပ်လှုပ်လှုပ်နေလှုပ်ရှားကြဟလာလွတ်လွတ်လပ်လပ်နေပြစ်ကြဒါပေမဲ့အထီးရှားတွေအပုံးပဲကြီးတော့ရှိမှာပေါ့ဗျာဟလာ အမေရိကန်လိုကမ္ဘာပေါ်ရဲ့ဒီမိုကရေစီတန်းပြီးမှတော့အထူးရှာတွေအပုံးပဲ့တွေရှိသေးတာပဲဟုတ်လားအခုမှစပြီးတော့ဟိုပြုပြင်ပြောင်းလဲဖို့လုပ်တဲ့တိုင်းမှာမဘာသားကြီးလည်းထောင်ထဲရောက်မှာပါဟုတ်နည်းနည်းပါပါတော့ဟုတ်တယ်ဗလားအစဒီလိုပါပဲဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ဆိုတာပြည်သူလူထုတွေကနိုင်ငံရေးအတိနိုးကြွားတယ်နိုးနိုးနိုးကြွားတယ်ဟုတ်လားနေပူပေါင်းပါဝင်ပါဝင်နိုင်ကြတယ်လှုပ်ရှားနိုင်ကြတယ်နော်အကုန်လုံးကစီဝဲဆိုသားကြီးကြီးမလားမီဒီယာကြီးမလား နော်အာယူနီယံတွေတမကတွေကြည့်မလားဟုတ်လားအဲ့တော့လူလူအခြေပြုအင်အားစုတွေဟာခင်ဗျားတို့ဘယ်နိုင်ငံရေးယုံကြည်ချက်ကိုဘယ်နိုင်ငံရေးဝါဒကိုပဲယုံကြည်ယုံကြည်အနိုးသားရေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကွန်မြူနီဖြစ်အားလုံးဟာလွတ်လွတ်လပ်လပ်နဲ့တိုင်းတာမင်းတစ်ခုအထိကိုသူတို့ဆောင်ရွက်နိုင်ကြတယ်နော်အဲ့တော့အာနာရှင်ဒီနေ့မင်းအောင်လှိုင်ရဲ့ခင်မဟုတ်ဘူးနော်အဲ့တော့ဒီနေ့ဦးသားရဲ့ခင်မလည်းအဲ့လိုမလုံနိုင်ခဲ့ဘူး ဟုတ်ရပါလားဦးနေဝင်းခင်မလည်းမလုံနိုင်ခဲ့ဘူးအဲ့တော့ဒီနေ့မင်းအွန်လိုင်းခင်မနော်မင်းအွန်လိုင်းခင်မဒီအခုဒီနေ့မဘာသားတွေကဘာဖြစ်လဲဟာစစ်တပ်အမျိုးသားရေးတစ္ဆန်ပါဟုတို့တောင်ရေးတုံးပါအောင်နင်းမပြစ်ဘူးဆိုပြီးတော့သူတို့ဘာလုံနိုင်လဲဘာမှမလုံနိုင်ဘူးထောင်ထဲတွေရောက်မယ်နော်သူတို့ကြောက်တယ်အပေါ်ပြီးတော့ဆိုးတဲ့ကာကပေါ်ပြီးတော့ဆိုးတာကဘာလဲဆိုအဲ့ဒီ မဘသားလို့ဒီနေ့လက်ရှိပြည်နယ်မှာអော်ပြီးတော့ဟလာစစ်တပ်ကိုចោរောက်နှုတ်နောက်ခံលោထားတဲ့လူတစုဟာခិបញ្ញាတက်တွေမပါဘူးတကယ်လို့ခិបញ្ញាတက်တွေပါခဲ့မယ်เนาะဟိုအဆောက်အအုံအရာမှာဗျာအုံနေအတန်းတန်းတစ်ခုဒီရှိတဲ့လူတွေရှိခဲ့မယ်ဆိုရင်တော့တို့ကရှေ့ရမ်းမထွက်အောင်နောက်ကနေပြီးတော့ပဲနေနေလိုက်မယ်เนาะအဲ့တော့အခုတို့អော်နေမဘသားကြီးဆိုတာဖုံးကြီးဆိုလဲဖုံးကြီးတူတွေဟုတ်လား လူဆိုလို့ရှိလို့ရှိရင်လည်းကျွန်တော်မပြောတော့ပါဘူးဗျာထားလိုက်ပါတော့เนาะအဲ့တော့သူတို့ရဲ့ဒီလှုပ်ရှားမှုတွေကိုเนาะအခြားလူတွေပူးပေါင်းပါဝင် လာဖို့အတွက်သူတို့စီမှာဘာမှမရှိဘာမှမရှိပဲနဲ့ဒီမဘာသားတွေကဘာဖြစ်လဲအခုဆိုရင်အများပြည်သူလူထုရဲ့အမြင်မှာအမိုက်တရိုက်တွေအစစ်ခွေးတွေရဲ့ကျုံတွေအယိုးခိုက်တွေအကုန်လုံးဖြစ်ကုန်တာเนาะအဲ့တော့ဒီနေ့ကျွန်တော်ရဲ့လိုက်တဲ့ရွေချက်ကဒီနေ့ပြည်င်းထဲမှာရှိတဲ့မဘာသားတွေအနေနဲ့ စခွေးတွေအယိုးကိုက်တွေမဖြစ်ဖို့အတွက်ကိုခင်ဗျားတို့တွေဒီကိစ္စဆက်ဆက်အလုံးမဖြစ်ခဲ့တဲ့ကြောရုံမဲ့စစ်တော်ဝါတွေကိုခင်ဗျားတို့ထားခဲ့တော့ထားခဲ့တော့ဆိုရင်တော့မဘာတာတွေမဟုတ်ဘူးစစ်သားတွေစစ်ပေါ်တွေပါပါတယ်တက်ထဲမှာကြောခိုင်းလိုက်တော့နော်ကြောခိုင်းပြီးတော့ကျွန်တော်တို့ခစ်တစ်စနစ်တခုတိဆောက်ရအောင်ကျွန်တော်အာနာရှင်တိုင်းပြည်အာနာရှင်နေအုပ်ချုပ်တဲ့နိုင်ငံဘယ်နိုင်ငံမှမှ ်မတို့ထုတ်ချင်တဲ့ဟာတွေကိုလွတ်လွတ်လပ်လပ်လုပ်လို့မရဘူးဘာကြောင့်အာနာရှင်တွေဆိုတာသူတို့ကကြောရုံမဲ့တွေသူတို့သူတို့ကသူတို့မှာတနက်ရငွေရထောင်ရရှိရင်ရပြီနော်တနက်ရငွေရထောင်ရရှိရင်ရပြီအဲ့တော့ခင်ဗျားတို့ပြီးရင်သူတို့ကတိုင်းပြည်မှာရှိတဲ့ပိုင်ဆိုင်ကများတွေကိုသူတို့ကခုတ်ခွစီးပြီးတော့အိုရှစ်ကကအကျွေးမဲ့ဘီရင်နေလိုမျိုးစားတောက်နေကြတဲ့လူသားစားတော်ဝါတွေပြဘလူးတွေလည်းဖြစ်တယ်အဲ့တော့ခင်ဗျားတို့သူတို့ကချမ်းမှာ နော်ကနော်လှုပ်လို့မရအဲ့တော့ထားခဲ့လိုက်ထားခဲ့ပြီးတော့ကျွန်တော်တို့ရှေ့ဆက်သွားရမှာဒီမဘာသားတွေဟာဘာဖြစ်လဲနိုင်ငံရေးအကျဉ်းသားတွေလက်ရှိကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြဲဆုံးလွတ်ဖို့အတွက်ကိုကြိုးစားကြရမယ်လှုပ်ကြရမယ်တောင်းဆိုကြရမယ်အာဏာရှင်စနစ်ကိုမတွားဘဲနဲ့ဟုတ်လားဒီပြုပြင်ဒီဒီမိုကရေစီဆိုတဲ့ဒီပြုပြင်ပြောင်းလဲဒီမိုကရေစီဆိုတဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက်ကို ်ငါတို့ရတဲ့နီလန်းနဲ့နော်ပုံစံတောင်းပြီးတော့စူးစမ်းကြရမယ်စူးစမ်းကြဖို့အချိန်တန်ပြီနော်အဲ့တော့ဒီကုန်းချုပ်လိုက်လို့ရှိလို့ရှိရင်ဒီကြောရုံမဲ့တရဝါတွေပြောနေတဲ့အမျိုးသားကြီးဘရောမတစ္ဆာမဖောက်ဘူးဆိုတာမဟုတ်ပါဘူးအမျိုးသားကြီးကိုတစ္ဆာဖောက်တဲ့ဟာကောင်းနေရဒီကြောရုံမဲ့ စစ်တော်ဝါရီကနံပါတ်၁ပါပဲเนาะသူတို့ပြောနေတဲ့ဒုတောင်ရေအေးတုံးမှဖြစ်တဲ့ပြည်တော်စုမပြိုကွဲရေးပြည်တော်စုကအများရန်ပြိုကွဲနေတာသူတို့လိုချင်တဲ့ပြည်တော်စုမျိုးလဲသူတို့ဖြစ်ချင်တဲ့ပြည်တော်စုမျိုးလဲကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာတစ်ခါမှမရှိခဲ့ဘူးเนาะတိုင်းသာစီလုံးညီညွတ်မှုမပြိုကွဲရေးတိုင်းသာစီလုံးညီညွတ်မှုကအများရန်စက္ကန့်တိုင်းပြိုကွဲနေတာเนาะအမြမပြင်းနေဘီနေမိနီမင်းသားတွေအချင်းချင်းအာနာလူပြီးတော့တတ်ပြက်နေကြဒီနေ့ခေတ်ပဲခင်ဗျို့တန်းရွှေကတီးရဲ့ ဟုတ်လားအာစောမောင်ကိုအာတန်းရွှေရတီးတယ်အာနေဝင်းကိုတန်းရွှေနဲ့ခင်ညူကပေါင်းပြီးတော့တီးတယ်ဟုတ်လားအခုမင်းအောင်လည်းအာတီးနေကြတာတို့အချင်းချင်းနဲ့မှလည်းအဲ့တော့မပြိုကွဲဘူးဆိုတာကဘာဖြစ်လဲဘလို့နီးနေမှာမဖြစ်မနေမဖြစ်နိုင်ဘူးနေတိုင်းသားစီလုံးမျိုးအများနဲ့ပြိုကွဲနေတာတို့ကိုယ်တိုင်လည်းပြိုကွဲနေတာပဲအချုပ်ချာအာနာဆိုရင်လည်းကျွန်တော်ပြောခဲ့ပြီးပါစားနေရိတ်ကသူများတို့ကောင်မှီခိုနေရတယ်နော်စွရင်လောင်းသာသူများတို့ကောင်100%မှီခိုနေရတယ်ရှေ ကိုယ်နိုင်မှာရေတွေပေါ်ယူမယ်အခုဘာဖြစ်လဲအဲ့ရေတွေကတောက်တော့မယ်ပုံစံတစ်မျိုးမျိုးနဲ့မိခိုအောင်မယ်တခါရေနော်အပြင်းနီးပညာသူများကောင်မိခိုနေရတယ်100%မိခိုနေရတယ်နော်အပြီးတဲ့အခါကျရင်ဘာဖြစ်လဲလောက်အားတွေကုန်ထုတ်လုပ်ကြီးတွေဘန်နာကြီးတွေငွေချေးစနစ်တွေအကုန်လုံးမိခိုရတယ်စာပေရင်ချေးမှုဟမ်ဂီတအနုပညာအကုန်လုံးသူများကောင်မိခိုနေရတာ အဲ့တော့ဘာလို့သူနာတဲ့ကောင်အမိခုံနေရတဲ့လူမျိုးတစ်မျိုးတိုင်းပြည်တပြည်အမိခုံမကင်းတဲ့လူမျိုးတစ်မျိုးတိုင်းပြည်တပြည်ကမလွတ်လပ်ဘူးမလွတ်မလပ်ပဲနဲ့အချုပ်ချာအာဏာဆိုတာဘရောမှမရှိဘူးအဲ့တော့ဒီလိုအချုပ်ချာအာဏာကင်းမဲ့နေရတာဟာဒီလိုပြည်တော်စုကြီးပြိုကွဲနေရတာဒီလိုတိုင်းသားစီလုံးညီညွတ်မှုကြီးပြိုကွဲနေရတဲ့တရားခံလက်တံတွေဟာဒီကြောရုံးမဲ့စစ်တော်ဝါတွေပဲအဲ့တော့ခင်ဗျားတို့ဒီပြည်ရင်းမှာရှိတဲ့မဘာသားတွေကကြောရုံးမဲ့စစ်တော်ဝါတွေနဲ့လမ်းခွဲဖို့အချိန်တန်ပြီးကိုလန်းအောင်ကိုဖောက်ဖို့အချိန်တန်ပြီးလို့ join live လေးကိုကျွန်တော်အဆုံးတက်တယ်နော်